အားလုံးမင်္ဂလာပါ။ငါနဲ့စမတ်ပရိုဂျက်ကြော်စောပါတယ်။ကျွန်တော်နာမည်ဒေါက်တာတက်ဆန်ဖြစ်ပါတယ်။ဆရာမိတ်ဆက်ပေးပါဦးခင်ဗျာ။ဟုတ်ကဲ့အားလုံးမင်္ဂလာပါ။ကျွန်တော်ဆရာသမင်းဖြစ်ပါတယ်ဗျာ။ဟုတ်ကဲ့ဒီတန်းလင်းရောဒီပလိုမိုက် HR အန်တန်းလင်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဆရာ HR ဆိုတဲ့အခါကျတော့လေကျွန်တော် HR နဲ့ AI ပေါင်းထားရလား။ဒါ HR နဲ့ပတ်သက်တယ်လေဆွေးနွေးပေးပါဦး HR အကြောင်းအရာလေး။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ။ဟော HR ကတော့ ပြောရလို့ရှိရင်ဆရာပြောသလိုပဲရေးရမယ်ဆိုရင် action အားနဲ့ပေါင်းလာတာပေါ့နော် action အားနဲ့ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့က human resource ပေါ့ human resource လို့ပြောတယ်ကျွန်တော်အရင်တော့တော့ဒီအစောပိုင်းနေမှာတော့ကျွန်တော် people management ကနေမှာပေါ့နော်ဒီနောက်ပိုင်းမှာတော့ဒီ human resource ဆိုပြီးတော့ဒီလူသားတွေကအရင်းမြစ်တစ်ခုဖြစ်တယ်ဒါလူလူဆွမ်းအရင်းမြစ်ကိုကောင်းစွာအသုံးချနိုင်ရဆိုရင်ကျွန်တော်တို့ organization တွေဟာ implement အကျိုးရှိရဆိုပြီးတော့ဒီ HR ဆိုတဲ့အတုံးလုံးပြောင်းလဲပြီးတော့ခေါ်ဝေခဲ့တာပါဗျာနော်ဟုတ်ကဲ့ပါဆရာအားကျေးဇူးတင်ပါတယ်အဲ့တော့ဒီ HR တွေကလည်း လေဒါတော့ဆရာတို့တမိုင်းကြောင်မလို့ဒီ HR ရဲ့လက်ရှိ function တွေက HR ဆိုတာနဲ့မျိုးလုံးမှာ queen နဲ့ quack နဲ့မြင်စေပဲအကြောင်းအရာတွေဆရာပြောပြပါဦးဟုတ်ကဲ့ဆရာဒီ HR လို့ပြောလဲလို့ရှိရင်ဒီ HR function တွေကလည်း အမြင်မျိုးပြပြတော့ရှိတာပေါ့နော်ကျွန်တော်ဒီဘက်ဟိုဖြစ်လာတဲ့ထွန်းပေါ်မှာဟိုဒီပြီးတော့ပြောင်းလဲလာတာရှိတယ်ရာသီနဲ့တစ်ခုနဲ့တစ်ခုအချင်းပြောင်းနေမှလည်း HR function တွေကတိုးလာတာရှိတယ်ရော့သွားတယ်ဆိုတော့မရှိဘူးပေါ့နော်အခြေခံအဖြစ် fundamental အဖြစ်ပြောရရင်တော့ကျွန်တော်တို့ကဒီ recruitment selection ပေါ့နော်ဒီဝန်ထမ်းတွေရဲ့ပထမဆုံးတစ်ခါပေါက်ဖြစ်တဲ့ recruitment selection ဆိုတာရှိမယ်ဆရာပြီးလို့ရှိရင်ဒီသူတို့ organization တွေကိုဝန်ထမ်းတွေရောက်လာပြီဆိုလို့ချင်းဒီ recruitment selection လုပ်ပြီးရောက်လာတယ်အဲ့မှာသူတို့ကျွန်တော်ကဘာလုပ်ရလဲဆို organization နဲ့အသားကြောင် orientation တွေပေးရတယ် onboarding တွေလုပ်ရတယ်အဲ့လိုလုပ်ပြီးုံနဲ့အပီးသေးဘူးပေါ့နော်ကျွန်တော် HR ရဲ့ function တစ်ခုဖြစ်တဲ့ဒီ training trainee ပေါ့နော် trainee ပေးရတယ်နောက်တစ်ခုကကျသူတို့နဲ့ပတ်သက်တဲ့ development development ပေါ့နော် development ဘိုင်းနဲ့ပတ်သက်တာကိုကျွန်တော်စဉ်းစားပြီးတော့စီရင်ဆောင်ရွက်ပေးရတယ် ဟုတ်ပြီဒါတွေပြီးပြီဆိုရင်ကျွန်တော်ဘာစဉ်းစားဖို့လဲဆိုတော့ဒီဝန်ထမ်းတွေက organization မှာသူအသားကျဖို့ဝန်ထမ်းအလုပ်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ local ထဲမှာရှိနေပါဘောနော်ဘယ်နိုင်ငံမှာပဲရောက်ရောက် international နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ local ဖြစ်ဖြစ်နိုင်ငံအသက်မှာပြတာဟာရဥပဒေတွေပေါ့နော်ဒီ labor law တွေဒီ employment နဲ့ပတ်သက်တဲ့ legal regulation တွေကိုကျွန်တော်တို့လေးစားလိုက်နာပါဒါတွေလည်းကျွန်တော်တို့ HR ဖန်ရှင်တွေတက်ခုပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ HR လေးစားလိုက်နာပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုကျွန်တော်တို့ကဒီ HR ဆိုတော့ရှီဘူးသားအရင်းမြစ်ကိုကောင်းမှအသုံးချရတဲ့ဒီ ဌာနတစ်ခုဖြစ်တာ哦ဌာနတစ်ခုဖြစ်တာဆိုတော့ကျွန်တော်တို့နဲ့ပတ်သက်တဲ့ performance management ဆိုတဲ့လုပ်ငန်းတွေတခုပေါ့နော်ဒါလည်းကျွန်တော်တို့ရဲ့ HR ရဲ့ passion တခုနဲ့ကျွန်တော်ဆောင်ရွက်ရတာပေါ့ဒါပြီးရင်တော့ဟိုလူတွေကိုတိုင်တွေအုပ်ချုပ်ရတာဖြစ်တဲ့အခါကျတော့အမျိုးမျိုးပြပြပေါ့ဆရာရယ်ပြဿနာတွေရှိကြတယ်ရှိကြရဲဆိုတော့ဩ conflict တွေရှိတယ်အခက်အခဲတွေရှိတယ်အကျတဲ့ရှိတယ်ပြဿနာတွေရှိတယ်သူတို့ရဲ့ organization ထဲမှာဒါတွေသူထုတ်ဖို့ဖွင့်ရတယ်ပြောကြရတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ employee relation ပေါ့နော် employee complaint ဒီဒီဟာတွေကလည်းကျွန်တော်တို့ HR function ရဲ့အောက်မှာကျွန်တော်တို့ရှိနေတယ်ပေါ့နော်နောက်ထပ်ထပ်ပြီးတော့အရေးကြီးတာဘာထပ်ရှိတယ်ဆိုရင် ဒီ safety ပေါ့ဟဲ့ safety ပေါ့ဟဲ့ safety ကများသောအားဖြင့်တော့ဒီ construction company တွေဆိုရင်တော့ဒါ construction တွေမှာတည်တံ့ဌာနခံတာပြီးဆောင်ရွက်ကြတယ်ပေါ့နော်ဒီအဲ့လိုမဟုတ်ဘူးဆိုရင်တော့ဟိုဒီ HR function တွေအောက်ကနေ HR တွေကဒါကိုလည်းဂရုစိုက်ပြီးလုပ်ရတယ်ပေါ့နော်ဟိုဒီဘက်ခေတ်ဒီမှာကျွန်တော်ဒီနှောင်းပိုင်း2020နောက်ပိုင်းတွေမှာဘာဖြစ်လဲဆိုဒီ HRPP ကိုလည်းဟို ပို့ပြီးတော့ဥစားပေးတာကြာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ strategy HR ဘက်ကိုကူးလာတာပေါ့နော်ဒါ HR function တွေကိုပြောလိုက်မယ်ဆိုရင်တော့ဒါရောအခြေခံချက်လက်တွေပါပဲကြာဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာအကောင်းပါအေးပေါ့နော်အဲ့တော့ဒီမှာတော့ဆရာတို့တခါရင် module တင်မဲ့ course online တွေပါတခါရင်ထည့်ပြီးတော့ဟုတ်ကဲ့ပြောထားတာပေါ့လေအဲ့တော့ဆရာကျွန်တော်ကဘာတစ်ခုတက်တင်လဲဆိုတဲ့ခါကျဒီတနန်းတွေကိုဘယ်လိုတက်တင်တာလဲဘယ်လိုစိတ်ဝင်စားဘယ်လိုတက်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဓိကကတော့ဆရာဒီ HR လို့ပြောလိုက်ပြီးဆိုလို့ရှင်ဒီကိုပိုင်းပေါ့နော် business လုပ်နေသူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီ HR ကိုစိတ်ဝင်စားလို့လာရောက်ပြီးတော့လေ့လာခြင်းနဲ့သူတွေလည်းရှိ ိတယ်တချို့ကြတော့လေဒီ HR industry ထဲမှာရောင်းနေနေပြီးသားပေါ့နော်ရောင်းနေနေပြီးသားဟိုအလုပ်လုပ်နေကြတယ်ပေါ့နော်ဝန်ထမ်းတွေလည်းရှိကြတယ်ဟိုဘယ်လိုလူတွေပဲဖြစ်ဖြစ်ဒီ diploma class လို့သင်တာမျိုးတွေတက်တင်တယ်တက်ရောက်တင်တယ်ဘာလို့တက်ရောက်တင်လဲဆိုတော့ဟိုစာရုံးနဲ့လက်တွေကပေါင်းဆက်ရတာပေါ့စာရုံးလက်တွေနဲ့ပေါင်းဆက်ရတာဖြစ်တဲ့ကြောင့်လို့ဒီကျွန်တော်တို့တွေခေတ္တမှာကြတော့ certificate တန်းတွေများတော့ certificate တန်းတွေများတော့ certificate တန်းတွေကျွန်တော်ပေါင်းလုံးတက်ရတယ်လေ့လာကြတယ်ပေါ့နော်နောက်ပိုင်း diploma ဘက်ကို ်ခူးလာတယ်ပေါ့နော်ဒီဘက်ခင်မှာဆိုရင်ဒါ MBA တွေပါအောင်တက်နေကြပြီဆိုတော့အ ਨੇ ဆုံးတော့ diploma club တစ်ခုကတော့မဖြစ်မနေတက်တင်တာပေါ့နော်အဲ့တော့ organization ထဲမှာရှိနေတဲ့ supervisor level တွေဖြစ်စေနောက်တချို့လည်းဒီ executive level တွေဖြစ်စေ manager level ကိုတက်လှမ်းဖို့ကြိုးစားနေတဲ့သူတွေပေါ့နော်နောက်တစ်ခုကကျတော့ဝင်ရောက်လေ့လာလို့တဲ့ HR fee ကိုဟို HR fee ရတော့မဟုတ်ဘူးဒါပေမဲ့လေ့လာခြင်းနဲ့တချို့ကျတော့ဒီဟို small business owner တွေရှိတယ်သူတို့ကျတော့ဒီ HR department မရှိကြဘူးဒါပေမဲ့သူတို့ကိုယ်တိုင်ဦးစီးတယ်အဲဒီလိုလိုမျိုးတွေဆိုလို့ရှိရင်လည်းဒီ HR အတန်းမျိုးတွေကိုလာဝင်ရောက်လေ့လာတဲ့နေပေါ့နော်ဘာလို့သူတို့ဒီဝန်ထမ်းတွေဘယ်လိုစီမံခံခွဲမလဲ HR HR ဆိုတော့ဗာလေ HR တယောက်အနေနဲ့သူဘယ်လိုပြုမှုပြီးတော့သူတို့ organization ကိုပို့ပြီးတော့ကြီးထွားအောင်လုပ်မယ်ဆိုတော့အပြည့်ပေါ့နော်ဒါမျိုးလူတွေဆိုရင်တော့ဒီတို့အတန်းတွေကိုလာတော့တက်တက်တင်ပါလေဆရာဟုတ်ကဲ့ပါဆရာဒီအတန်းလေးရဆရာကျွန်တော်တို့ကအနက်ဆမ်မတ်ဆက်ထုံးစံတဲ့ပြည်ညာနာနော်ဆရာဟုတ်ကဲ့ဆရာပြည်ညာနာ program လေးကျွန်တော်ကွန်ပျူတာအနက်ဆမ်မတ်ကဆိုရင်ကျွန်တော်ပြည်ညာနာ2000ဘလောက်လောက်တည်းရဆရာစပြီးတော့စတင်လုပ်ဖြစ်ဆရာ2016ကတော့ဟိုဒီစပြီးတော့ဒီကျောင်းစလာပေါ့နော်ကျွန်တော်တို့ join ဖြစ်တာတော့2019မှာပေါ့နော်2019မှာ join ဖြစ်တယ်ကျွန်တော်2018ဒီမှာတောက်လျှောက်ကျောင်းနဲ့ပတ်သက်တဲ့ activity တွေမှာကျွန်တော် online ါလေဇာရီနေနဲ့ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဒါကလေပညာတတ်အအနေနဲ့ကျွန်တော်လုပ်ခဲ့တဲ့2016ခုနှစ်ခုချိန်ထိဆိုဒီ program နဲ့ကျွန်တော်ကျွန်တော်တို့ရဲ့ဒါဆိုရင်ကျွန်တော် package တစ်ခုပေါ့နော်ဆယ်စုနှုတ်တစ်ခုနေပါကျွန်တော်ကရှိနေပြီစုစုပေါင်းအော်ဝါတော့ဆရာ9ရောက်တင်ပါတော့64နိုင်ယူတင်ကြပေးပါ ဖြစ်ပါလေခင်ဗျာအဲ့တော့ဒီ program ကဘယ်လိုရအတိမတ်ပြုမလဲဘယ်လိုရတင်ရမလဲဆိုတော့တစ်ပတ်ကို2ရက်တင်ရမှာဖြစ်ပါတယ်ည8:00နာရီနေ7:00နာရီဖြစ်ပါတယ်တစ်ပတ်ည8:00နာရီဆိုတာ6လတင်တန်းဖြစ်ပါတယ်ချုပ်စုပေါင်း hour 64နာရီတင်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကြောင့်အတိမတ်ပြုပေးရဘယ်လိုအတိမတ်ပြုဘူးလဲဆိုတဲ့အကြောင်းမလေးရှား Lingon ပေါ့နော် LUC နဲ့ EDV ကပူပေါင်းပူပေါင်းပြီးတော့လုပ်ပေးတယ် vocational diploma class လေးဖြစ်ပါတယ်โอเคဒီလောက်ဆိုတော့ကျွန်တော်ကြောင်းမဲ့ data တွေအကုန်လုံးသိတယ်လောက်သိပြီအဲ့တော့ပြည်ထောင်နာ class ဖြစ်တဲ့ တွက်ကျွန်တော်ကျောင်းတက်ရုံနဲ့တော့ certificate ကတော့မရဘူးမရဘူးเนาะအဲ့တော့ assignment နဲ့ presentation နဲ့ individual လုပ်ဖို့လိုအပ်ပါခင်ဗျာဒါလေးတော့ကျွန်တော်ထပ်ဆောင်တင်ကောင်းပါကြပါခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်เนาะဟုတ်